လက်ရှိတင်းမာမှုတွေနဲ့ပတ်သက်လို့နှစ်ဖက်စလုံးကအစွမ်းကုန်ထိန်းသိမ်းသိမ်းသိမ်းကင်တွယ်ကြဖို့ကုလသမဂ္ဂအကြီးအကဲကပါကစ္စတန်နဲ့အိန္ဒိယတို့ကိုတိုက်တွန်းခဲ့ပါတယ်။ဧပြီ22ရက်နေ့တုန်းကအိန္ဒိယထိန်းချုပ်ရာကက်ရှမီးယားဒေသမှာလက်နက်ကင်အဖွဲ့အစည်းတစ်ခုရဲ့ပြစ်ခတ်မှုကြောင့်အိန္ဒိယခရီးသွားဧည့်သည်25ဦးနဲ့နီပေါနိုင်ငံသားတဦးသေဆုံးမှုဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အာရှတောင်ပိုင်းကနျူကလ ియర్ လက်နက်ပိုင်အင်ဂျင်နှစ်နိုင်ငံကြားမှာဆက်ဆံရေးကအသီးသီးတက်တာတင်းမာလာခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုရဲ့နောက်ွယ်မှာပါကစ္စတန်ကပဝင်ပတ်သက်နေတယ်လို့အိန္ဒိယအစိုးရကဆွဆွဲထားပြီးပါကစ္စတန်ဘက်ကတော့အတိအလင်းညှင်းဆိုထားပါတယ်။နောက်ပိုင်းမှာတော့နှစ်နိုင်ငံကြားတန်တမာရေးရာပို့တိုက်မှုတွေဖြစ်ခဲ့တယ်လို့နေဆက်မှာလည်းအပြန်အလှန်ပြစ်ခတ်မှုအနေချင်းရှိခဲ့ပါတယ်။လက်ရှိအချိန်ထိနှစ်နိုင်ငံကြားမှာကြီးမားကျယ်ပြန့်တဲ့စစ်ရေးပြည်ပခမျိုးဖြစ်မလာသေးပေမဲ့အခြေအနေတွေကအရန်တင်းမှစုပွက်နေပါတယ်။ဒါကြောင့်ပြက်တနာကိုထိန်းသိမ်းသိမ်းကင်တွယ်ကြဖို့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Guterres ကတောင်းဆိုခဲ့တာပါ။ ဂူတာရိုက်ကဧပြီ22ရက်နေ့တုန်းကပါဟယ်ဂန်မြို့မှာဖြစ်ခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုကိုအကြမ်းဖက်လို့ရအဖြစ်ထပ်လောင်းရှုံချခဲ့ပြီးဂျူးလွန်သူတွေကိုဥပဒေကြောင့်အရာထိထိရောက်ရောက်အေးအေးယူပစ်ပေးရမယ်လို့ပြောပါတယ်။နောက်ပြီးသက်ဆိုင်ရာနိုင်ငံအသီးသီးဟာပြန်ပြင်လို့မရတော့တဲ့အခြေအနေထိရောက်မသွားခင်ခြေတလှမ်းပြန်ဆုတ်ကြဖို့လေသူကတိုက်တွန်းသွားပါတယ်။ကုလသမဂ္ဂအပြင် American အစိုးရနဲ့နိုင်ငံတကာအသိုက်အဝန်းကလည်းအိန္ဒိယနဲ့ပါကစ္စတန်ကြားနှစ်ဖက်တင်းမာမှုတွေကိုရှော့ချဖို့တောင်းဆိုနေကြတာပါ။ ဒါပေမဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီကတော့အိန္ဒိယစစ်တပ်ဟာအခုလိုရန်လိုတိုက်ခိုက်ခံရမှုမျိုးအတွက်လွတ်လပ်စွာလက်တုံပြန်ပိုင်ခွင့်ရှိတယ်လို့ပြောကြားထားပါဗျ။အဲ့ဒီလိုပဲပါကစ္စတန်ကလည်းနိုင်ငံပိုင်နက်ကိုထိပါကျူးကျော်မှုတွေရှိလာမယ်ဆိုရင်ငြိမ်းချမ်းနေမှာမဟုတ်ဘူးလို့သတိပေးထားပါဗျရှင်။